အားလုံးပဲမင်္ဂလာပါ။ညာဦး entertainment ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား။ဒီနေ့မှာတော့တောင်ကုန်းတောင်တန်းတွေရဲ့အောက်မှာကွန်ကရစ်တွေနဲ့အခိုင်အမာတိဆောက်ထားတဲ့ Iran Nuclear မြေအောက်စခန်းတွေကိုစစ်စစ်ညက်ကြေအောင်ဖျက်ဆီးပစ်နိုင်တဲ့ American Banker ခွေဘုံအကြောင်းကိုကျွန်တော်ပြောပြပေးတော့မှာဖြစ်ပါရစေ။ဂျာပါပရင်းနေ့မနေ့ပိုင်းလောက်မှာထင်ပါရစေ။ American သမ္မတဒေါ်နေထရန့်က Iran ကိုဘုံကျစ်တိုက်ခိုက်မဲ့စစ်စင်ရေးတစ်ခုကိုအတီးပြုတ်လိုက်ပြီလို့သတင်းတွေထွက်ပေါ်လာခဲ့ပါရစေ။ အဓိကကတော့အစ္စရေးမပြတ်စည်းနိုင်ပဲကြန့်ရှိနေသေးတဲ့အီရန်နျူကလ িয়ার မြေအောက်စခန်းတွေကို American B2 ဘုံကျေးလျင်တွေနဲ့ဝင်ရောက်လက်စားသက်ရှိမှုပြမှာဖြစ်ပါတယ်။အဲ့ဒီဂျာတာပတိနေ့ညပိုင်းလောက်မှာပဲအင်ဖြူတော်ကဒီသတင်းတွေကိုညှင်းဆန်ခဲ့ပေမဲ့ American ကအီရန်ကိုတိုက်ခိုက်တော်တော်မဲ့အစီအစဉ်ဟာ train ရဲ့စပွဲထက်ကိုရောက်နှင်းပြီးလောက်ပြီလို့တော့ယုံကြည်ရပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ခြင်းမြေအောက်စခန်းအချို့ဟာ ဣသရေလလက်ရှိပိုင်ဆိုင်ထားတဲ့လက်နက်ခင်းရန်တွေလောက်နဲ့ဖြတ်စည်းလို့မရနိုင်ဘူးဆိုတာပါပဲ။ဣသရေလအဲ့ဒီလိုအကြက်တွေးအောင်လို့လည်းအီရန်ဟာအရေးပါဆုံးမြေအောက်စခန်းအစုကိုတောင်ကုန်းတောင်တန်းတွေရဲ့အောက်မှာအခိုင်အမာရှိုးဝဲစော်တည်ဆောက်ထားတာဖြစ်ပါတယ်။ဒီလိုမြေအောက်စခန်းမျိုးတွေကို ဖြတ်စည်းပြစ်နိုင်မဲ့စစ်ရန်တရားနဲ့လက်နက်ခင်းရန်ကလည်းအမေရိကန်မှာပဲရှိနေတာပါ။အဲ့ဒီလက်နက်တွေကတော့ B2 ဘုံကျေးလျင်ကြီးနဲ့ GBU 57ဘန်ကာခွေဘုံတွေပဲဖြစ်ပါတယ်။ဆိုတော့တင်းတွေထွက်ခဲ့တဲ့အတိုင်းအမေရိကန်အနေနဲ့ အီရန်ရဲ့မြေအောင်နျူကလ িয়ার စခန်းတွေကိုကိုရန်ကိုကြားဝင်ရောက်ရှင်းလင်းခြင်းနဲ့ဆိုရင်ဘလို့မဟာဗျူဟာမျိုးတွေအသုံးပြုတော့မလဲဆိုတာကလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဗီတူစပရေးဘုံကျေးလျင်ကြီးဆိုတာကအီရန်ရဲ့သေးကန်ဒါယာတွေရဲ့အထက်အမြင့်ပေပေါင်း၄000ကျော်လောက်ကနေအေးအေးဆေးဆေးပဲပြန်တန်းနိုင်တဲ့ဝေဟန်စစ်အရင်တရားကြီးပဲဖြစ်ပြီးတော့အဲ့ဒီအမြင့်လောက်ကနေအရန်ကိုပဲတီးကြသေးစားလာတဲ့ဖြတ်စွန်အားကြီးမားတဲ့ GBU 557ဘန်ကာခွေးဘုံတွေကို တစ်လုံးပြီးတစ်လုံးပြစ်ချနိုင်ပါတယ်။တနည်းအားဖြင့် V2 ဘုံတေးလီယန်နဲ့ GPU 57ဘန်ကောက်ခွေဘုံအတွေ့အဆက်ဟာအီရန်ကိုအမြဲတမ်းအိမ်မက်ဆိုးတွေပေးနိုင်တဲ့လက်နက်ခေယံတွေဖြစ်ပါတယ်။ GPU 57ဘန်ကောက်ခွေဘုံရဲ့တိကျမှုကလည်းဘလောက်အထိမြန်မာတလဲဆိုရင်ဒီဘုံနဲ့ပြင်းမဲ့နဲ့လွေးချော်နိုင်ခြင်းဟာတမိတာအတွင်းသာရှိပါတယ်။ဒါဟာ GPL လမ်းညွန်စနစ်တက်ဆင်ထားခြင်းရဲ့ကြီးမားတဲ့အားသာချက်တစ်ခုလည်းဖြစ်ပါတယ်။ပြီးတော့မှ GPU 57ဘန်ကောက်ခွေဘုံတွေကိုပြစ်ချမယ်။ B2 ဘုံကျေးလင်ရဲ့မှုတွေဟာသူတို့ဘဝတစ်လျှောက်လုံးကိုဒီလိုဆစ်ဆင်ရေးတွေအတွက်အချိန်ပေးရင်းနှီးမြှုပ်နှံလေ့ကျင့်ထားတဲ့အတွက်အတွေ့အကြုံရင်းကျက်ပြီးတော့မှစွန့်ရည်မြင်းတဲ့လေရဲ့မှုတွေဖြစ်နေမှာမလွဲပါဘူး။ဒါကြောင့် GPU 57ဘဏ်ကာခွေဘုံတွေကိုဘလို့အမြင့်ပေမျိုးကားနေမဆိုဘလို့နေရာဒေတာမျိုးမှမဆိုပြမျက်စီတန်တန်မှန်မှန်ရအောင်ဆစ်ဆင်ရေးကိုရာနှုန်းပြအကောင့်တွေဖော်နိုင်အောင်ပြစရနိုင်စွန့်ရှိပါတယ်။ဒီလိုဘုံကျေးလင်းရင်ဒီလိုလက်နက်ခေရန်နဲ့ ဒီလိုဘုံကျေးလေရန်မှုတွေဟာအမေရိကန်စီမှာပဲရှိတာဖြစ်လို့အစ္စရေးဝန်ကြီးချုပ်ဘက်ဂျမင်နီတန်ယာဟူဟာအီရန်ရဲ့လက်ကျန်နျူကလ িয়ার မြေအောက်စခန်းတွေကိုဘုံကျေးတိုက်ခိုက်ဖို့ထရန်ကိုတစားစားတောင်းဆိုနေတာဖြစ်ပါတယ်။အီရန်ရဲ့နျူကလ িয়ার မြေအောက်စခန်းတွေအကြောင်းလည်းဒီနေရာမှာနည်းနည်းလေးပြောပြပေးကြပါမယ်။ပြီးခဲ့တဲ့ဇွန်လ13ရက်နေ့တောက်ကြနေမနေ့အစောပိုင်းမှာအစ္စရေးက Operation Rising Lion ရဲ့စစ်စင်ရေးကိုစတင်ခဲ့ပြီးဂျက်ပိုက်တာအစင်ပေါင်း200လောက်နဲ့ဘုံကျေးတိုက်ခိုက်ခဲ့တဲ့အခါမှာ NATO's Uranium ရဲ့တန်းဆန်မှုစက်ရုံကို အလုံးစုံပျက်စီးသွားနိုင်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တာကိုတော့အားလုံးတည်ထားပြီးသားဖြစ်မှာပါ။ NATO ဟာ Iran Nuclear လက်နက်စီမံကိန်းအတွက်အရေးပါတဲ့နေရာတွေတကတခုဖြစ်ပေမဲ့လို့အခြားသောအရေးပါဆုံးနေရာတွေလည်းကျန်ရှိနေပါသေးတယ်။အဲ့ဒီထဲမှာ Pharo Nuclear မြေအောက်စခန်းလည်းပါပါတယ်။ Pharo ဟာမြေအောက်အနက်ပေပေ300အောက်မှအခိုင်အမာတည်ဆောက်ထားတဲ့မြေအောက်စခန်းကြီးဖြစ်ပါတယ်။ပြီးတော့မှစခန်းကိုတည်ဆောက်ထားတဲ့ပုံစံက concrete အသားရှိကိုပေ200လောက်ရှိတယ်လို့သိရပါတယ်။ ဒါကြောင့် Israel ရဲ့ F35 နောက်ဆုံးပေါ်ကိုပြောက်ဂျက်ဖိုက်တာတွေဘလောက်ပဲစွန့်ရည်မြင်းမြင်းဘန်ကာခွေးဘုံတွေဘလောက်ပဲကြမ်းကြမ်းဖော်ရိုးကို NATO လိုမျိုးလုံးဝပျက်စီးသွားတဲ့အထိတော့ဘုံကျတိုက်ခိုက်ပြစ်နိုင်စောမရှိပါဘူး American စီမသာရှိနေတဲ့ GBU 57ဘန်ကာခွေးဘုံကသာဖော်ရိုးနျူကလ িয়ার မြေအောက်စခန်းရဲ့ဗဟိုရှဲမနေရာလောက်အထိထိုးခွေးဝင်ရောက်ပြစ်ပြီးတော့မှအလုံးစုံဖောက်ခွေးတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်မှာပဲဖြစ်ပါတယ်ဖော်ရိုးနျူကလ িয়ার မြေအောက်စခန်းဟာယူရေနီယံတွေကို နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်အထိတန်းစင်မွမ်းမံနိုင်တဲ့နေရာတစ်ခုဖြစ်တဲ့အတွက်ဒီလိုမျိုးအောက်စခန်းတွေကိုအလုံးစုံဖျက်ဆီးပစ်နိုင်မှသာအီရန်ရဲ့နျူကလ িয়ার လက်နက်စီမံကိန်းကိုအလုံးစုံရပ်တန့်ပစ်နိုင်မှာပါ B2 ဘုံကျေးလျင်ကြီးထက်ကနေသာ GPU 57ဘန်ကာခွေးဘုံတွေကိုပစ်ချလိုက်မယ်ဆိုရင်ဒီဘန်ကာခွေးဘုံဟာဝင်ဟင်ထက်ကနေအချိန်အဟုန်နဲ့ဝေးရှားလာပြီးတော့မှဖော်ရိုနျူကလ িয়ার မျိုးအောက်စခန်းတွေကိုအရင်ဆုံးထိုးပေါင်းဝင်ရောက်တော့မယ်ဒါပေမဲ့ဆက်ဆင်းမပောက်ခွေးသေးပါဘူး ဒီစကန်ကြီးတစ်ခုလုံးကိုဖြက်စီးပြစ်နိုင်တဲ့အနက်ပေပမာဏရောက်တဲ့အထိဆက်လက်ထိုးခွေတော်ပြီးအဲ့ဒီနောက်မှာပဲစနက်တန်ကအတန်းဝင်ပြီးတော့မှဖောက်ခွေဖြက်စီးပြစ်မှာဖြစ်ပါတယ်ဒါက GPU 57ဘန်ကောက်ခွေပုံရဲ့အလုံးလုံးပုံကိုကျွန်တော်အနေအချင်းပြောပြတာဖြစ်ပါတယ်ဒီလိုမျိုးအလုံးလုံးလို့လဲအမေရိကန်ရဲ့ဖြက်စွန်အားကြီးမားတဲ့ဘန်ကောက်ခွေပုံတွေကိုဘလို့အရာမျိုးမှခံနိုင်စွမ်းမရှိတာပါဘလို့ပဲပြောပြောအီရန်ပိုင်တဲ့အတွင်ကနျူကလ িয়ার မြေအောက်စခန်းတွေကိုဘုံကျဲတိုက်ခိုက်ဖြက်စီးပြစ်ဖို့ဆိုတာက အမေရိကန်အတွက်စွမ်းစားမှုကြီးမားတဲ့စစ်ဆင်ရေးတစ်ခုဖြစ်နေပါတယ်။အစားစားအရာရာအသေးစိတ်တွဲချက်စီမံနိုင်မှပဲအလုံးစုံအောင်မြင်မှုရနိုင်မယ်စီမံကိန်းမျိုးလည်းဖြစ်ပါတယ်။ theory အရတွေးကြည့်မယ်ဆိုရင်တော့ပေါင်ချိန်3000လောက်အလေးချိန်ရှိတဲ့ GBU 557 Banker ဖွဲ့ပုံနှလုံးလောက်အထိတည်ဆောင်လာပြီးတော့မှအမြင့်ပေ4000အထက်ကနေ Iran လေးပိုင်နဲ့ထေးကိုထိုးဖောက်ဝင်ရောက်လာမယ်။ B2 ကိုပြောက်ပုံကျလျင်ကြီးကိုအီရန်ရဲ့လက်ရှိလေကစနစ်တွေကရှေ့ရခံနိုင်မှာတော့မဟုတ်ပါဘူး။ ် GBUPPT ဆက်ဘက်ဘန်ကောက်ခွေးဘုံဆိုတာကလည်းနျူကလ িয়ার လက်နက်မဟုတ်တဲ့တာမန်သမယိုးကျလက်နက်တွေထဲမှာဖြတ်စွန်းအားအကြီးမားဆုံးလက်နက်တစ်ခုအဖြစ်တည်ရှိနေတာဖြစ်ပါတယ်။ဒါကြောင့်လက်နက်ခေရန်ပိုင်းအရာအမေရိကန်အနေနဲ့အီရန်ကိုဝင်ရောက်တိုက်ခိုက်ဖို့အတွက်စိတ်ပူစရာမရှိပေမဲ့လို့ဒီကမ္ဘာပထဝီနိုင်ငံရဲ့အခင်အကျင်းနဲ့အီရန်ပိုင်နယ်ထေကအရေးပါတဲ့စီးရီးပြစ်မှတ်တွေရဲ့တည်နေရတဲ့အီရန်ဘက်ကပြန်လည်တုံ့ပြန်နိုင်စွန်းတွေကိုထိသွင်းတွက်ဆက်ထားရမှာဖြစ်တဲ့အတွက် အစ္စရေးအီရန်စစ်ပွဲတွေကိုဒီလိုနီးနဲ့ဝင်ပါနိုင်ဖို့အတွက်အတော်လေးခေါင်းစားစရာတော့ဖြစ်နေပါတယ်။ကွန်ကရစ်တွေစတီးတွေနဲ့အခိုင်အမာဆောက်လုပ်ထားပြီးတဘာဝကြောက်တုံးကြောက်ခဲတွေရဲ့အကအကွေကိုလည်းရယူထားတဲ့ဖော်လို့နျူကလ িয়ার မြေအောက်စခန်းလိုပြင်းထန်မျိုးကိုအလုံးစုံတိုက်ခိုက်ဖျက်ဆီးပစ်နိုင်ဖို့ကလည်းအတော်လေးကိုမဟာဗျူဟာကြာမှဖြစ်နိုင်မှာပါ။အီရန်ဟာဒီနျူကလ িয়ার မြေအောက်စခန်းတွေအကြောင်းကိုနိုင်ငံတကာအနုမြုံစွမ်းအင်အေဂျင်စီ IAEA ကိုတော့မှပေးမတိတော့ပဲရှုတ်ဝဲထားခဲ့တာကြားခဲ့ပါပြီ။ နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်တဲ့အဆင့်အထိရောင်လူနီဘာဖြစ်နေတဲ့ယူရေနီယံတွေကိုလည်းဖော်ထုတ်လို့နျူကလ িয়ার မြေအောက်စခန်းတွေမှာသာအီရန်တိုးလောင်ထားနိုင်ကြောင်းသတင်းတွေကဖော်ပြထားပါသေးတယ်။ဒါကြောင့်ဒီနျူကလ িয়ার မြေအောက်စခန်းတွေကိုသာအမေရိကန်ကဝင်ရောက်ဖျက်ဆီးပစ်မယ်ဆိုရင် GBU 57 Banker ခွေပုံအလုံးကြီးဘလောက်လုံမလဲ။ B2 ပုံကြီးလျံကြီးကိုဝင်းနှင်းလောက်အထိအသုံးပြရနိုင်မလဲဆိုတာကိုလည်းကျွန်တော်တို့တွေတုံ့တန်းကြည့်ကြရအောင်ပါ။ အရင်ဆုံး B2 spray ကိုပြောင်းဘုံကျေးလင်ရင်ကြီးအကြောင်းကိုကျွန်တော်ပြောပြပေးခြင်းပါတယ်ဒီလင်ရင်ကြီးဟာ GBU PPT 7 Banker ခွေးဘုံလို့လက်နက်ခေရံမျိုးကိုပေးဆောင်နိုင်စွန်းရှိတဲ့သစင်းလေးတော့လင်ရင်လည်းဖြစ်ပါတယ် B2 ဘုံကျေးလင်ရင်နဲ့ GBU PPT 7 Banker ခွေးဘုံဆိုတာကလည်းကမ္ဘာပေါ်မှာ American တနိုင်ငံဒေကတာပိုင်ဆိုင်ထားတာဖြစ်ပါတယ်ပြောရင်တော့ B2 ဘုံကျေးလင်ရင်ကြီးဟာတစ်စိတ်တကောင်ပါပဲအီရန်ရဲ့လေပိုင်တဲ့ထိပ်ကိုဘယ်သူမှမသိအောင်တိတ်တဆိတ်ထိုးဖောက်ဝင်ရောက်နိုင်စွန်းရှိပြီးတော့ အယာတိုလာအလီခါမေနီရဲ့အဆိုင်တီတွေကိုအီရမလက်တီတလုံးပြည့်သွင်းနိုင်ဆုံးရှိပါတယ်။ဒီလီယန်ကြီးမှာအသုံးပြုထားတဲ့ကိုပြောင်းနေပညာကတော့ flying wing design နဲ့ဒီ radar line တွေကိုစိုးယူနိုင်တဲ့ကိုထေအသားတွေပဲဖြစ်ပါတယ်။လေယာဉ်တစ်ခုလုံးကိုတသားလေးဖြစ်အောင်တည်ဆောက်ထားတဲ့ design ကြောင့် B2 ဘုံကြီးလေယာဉ်ကြီးကိုပြန်တန်းနေတဲ့တောင်ပန်ကြီးလို့တော့မှတင်စားခေါ်ဝေါ်မှုတွေရှိပါတယ်။ဒီ design ကြောင့်ပဲ B2 ဘုံကြီးလေယာဉ်ကြီးဟာ radar ထောက်လှမ်းရေးဖန်သားပြင်တွေထက်မှာငါတကောင်အွေသားသားပဲဖြစ်တော်ပြီးတော့မှ ရေဒါတွေမှာပေါ်နိုင်စွန်းနေပါတော့တာဖြစ်ပါတယ်။တနည်းအားဖြင့် B2 ဘုံကျေးလေယာဉ်ကြီးကိုရေဒါတွေနဲ့ထောက်နှမ်းနိုင်စွန်းမရှိတဲ့အတွက်ကိုပြောက်လေယာဉ်ဖြစ်တော့တာပါ။အစင်းကအမေရိကန်ဒေါ်လာ2ဘီလီယံလောက်တန်ကျေးရှိတဲ့ဒီဘုံကျေးလေယာဉ်ကြီးဒါအီရန်လေပိုင်နဲ့ထေးကိုဝင်ရောက်လာမယ်ဆိုရင်အီရန်ရဲ့ရေဒါစကန်တွေကအရာရှိတွေဟာပြာပဒုံလေးတစ်ကောင်ဝင်ရောက်လာတယ်လို့ပဲထင်နေကြမှာဖြစ်ပါတယ်။ပြီးတော့မှလေယာဉ်တွေကနေအပူထွက်မှုတွေကိုလည်းနောက်ဆုံးပေါ်နည်းပညာတွေနဲ့ရှင်းချထားသလိုအထူးမွမ်းမံပြင်ဆင်ထားတဲ့ကိုယ်ထည်အသားတွေနဲ့ဖုံးအုပ်ထားတာကြောင့်လည်း အနီအောက်ရောင်ကြီးတွေနဲ့ထောင်းလွှဲမှုတွေကိုရှောင်လွှဲနိုင်ပါတယ်။ဗီတူပုံကြီးလျင်ကြီးရဲ့အရှက်လက်တချို့ကိုကျွန်တော်ထပ်ပြောရရင်တော့လျင်မှုနှစ်ယောက်မောင်းနေနိုင်တဲ့လျင်အမျိုးအစားဖြစ်ပြီးတော့မှစီပြန်မဖြစ်ပေနဲ့ဆိုရင်ရေမိုင်းရှောက်ထောင်အထိခကြီးနေနိုင်ပါတယ်။စီတချိန်ဖြစ်ပြီးပြီဆိုရင်တော့ရေမိုင်းတထောင်တထောင်နဲ့900အထိတော်လာနိုင်ပါတယ်။ဆိုတော့ဗီတူပုံကြီးလျင်ကြီးဟာအမေရိကန်နိုင်ငံမီဇူရီပြည်နယ်တွေက White Man Leader Scan ကနေပြန်တက်ပြီးတော့မှ Iran ကိုဓာတ်ရိုက်တော်ပြီးပုံကြီးတိုက်ခိုက်နိုင်ပါတယ်။ မေဇူရီကနေအီရန်အထိအေးအေးဆေးဆေးအတော့အပြန်လုံနိုင်စွန်းရှိတဲ့သဘောဖြစ်ပါတယ်ဒီလိုသာဆိုရင် B2 ဘုံကျေးလီယန်ကြီးရဲ့တတန်တလျှောက်အရှိအကြာဆုံးစစ်စင်ရေးတစ်ခုအဖြစ်လည်းမှတ်တမ်းဝင်တော့မှာပါအရှင်အပြင်၄၄နာရီလောက်အထိကြာမြင့်ပါတယ်ဒါပေမဲ့လည်း B2 ဘုံကျေးလီယန်ကြီးကိုမောင်းနှင်မဲ့ American လေတရဲတွေဟာဒီလိုစစ်စင်ရေးမျိုးအတွက်ပဲဘဝတစ်ချောင်းလုံးအထူးတည်တဲ့လေ့ကျင့်ထားတာဖြစ်လို့စစ်စင်ရေးကိုအကောင်ဆုံးအကောင့်တွေဖော်ပြနိုင်မှာပါ B2 ဘုံကျေးလီယန်ကြီးတည်ဆောင်နိုင်တဲ့ဝင်ချိန်ပမာဏကတော့ပေါင်ချိန်၆00ဖြစ်ပါတယ် ဒါဟာပေါင်3040 GPU 57ဘုံနှလုံးတည်ဆောင်နိုင်တဲ့ပမာဏလည်းဖြစ်ပါတယ်။ဒါပေမဲ့အမေရိကန်ဟာကျွန်တော်ပြောသလိုမျိုး Missouri ပြည်နယ်ကနေ Iran အထိတော့တခုတခါတော့ပြီးဘုံကျေတိုက်ခိုက်ဖို့တော့ဖြစ်နိုင်ချေနေပါတယ်။အခြားရွေးရှိစရာစစ်စခန်းတွေရှိနေချိန်မှာဘလို့စစ်တပ်ကများဒီလိုမျိုးအပင်ပန်းခံတော့မလဲ။အဖြစ်နိုင်ဆုံးကတော့အိန္ဒိယသမုဒ္ဒရာတွေကဒီယေဂိုဂါစီယာကျွန်းကနေပြီးပဲဒီလိုစစ်ဆင်ရေးတွေကိုအကောင်တွေဖော်လာနိုင်တာပါပဲ။အဲ့ဒီဒီယေဂိုဂါစီယာကျွန်းမှာဆိုရင် B2 ဘုံကျေးလျင်ကြီးတွေကိုတက်ဖြန့်ရှားထားပြီးသားဖြစ်ပါတယ်။ B2 ဘုံကျေးလျင်ကြီးရဲ့လက်တလော့အကောင့်တွေဖော်ထားပြီးတဲ့စစ်စင်ရေးတွေကတော့ပြီးခဲ့တဲ့2024ခုနှစ်အောက်တိုဘာလတည်းမှာဂျီမန်နိုင်ငံကဟူသီအကြမ်းဖက်တပ်ဖွဲ့တွေရဲ့စစ်စခန်းတွေကိုဘုံကျေးတိုက်ခိုက်ဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။ Iran လက်အောက်ခံဟူသီအကြမ်းဖက်တပ်ဖွဲ့တွေဟာပင်လယ်ရေထဲမှာနိုင်ငံတကာရေကြောင်းခရီးသွားလာမှုတွေကိုအနောက်အစပ်ပေးတိုက်ခိုက်နေတာဖြစ်တဲ့အတွက်ဒေသရင်းတည်ငြိမ်ရေးကိုထိန်းသိမ်းနိုင်ဖို့ American ကဟူသီတွေရဲ့လက်နက်ကိုတောင်တွေမြေအောက်စခန်းတွေကို ဘုံကျေးလျင်ကြီးနဲ့ရှင်လင်းပစ်ခဲ့တာပါ2003ခုနှစ်မှာဆိုရင်လေအီရက်ထေကရန်သူတွေရဲ့မြေအောက်စခန်းတော်တော်များများကိုအမေရိကန်က B2 ဘုံကျေးလျင်ကြီးနဲ့ပဲတိုက်ခိုက်ဖျက်ဆီးပြခဲ့ပါတယ်ဆိုတော့ B2 ဟာမြေအောက်စခန်းတွေကိုတိုက်ခိုက်ရှင်လင်းရမှာဘလောက်အထိအစွမ်းထက်တယ်လဲဆိုတာကိုတကယ့်အစိမ့်မြင်မှာအဆက်တန်းခံထားပြီးသားဖြစ်တဲ့အတွက်စွန့်ဤပိုင်းနဲ့ပတ်သက်လို့ကတော့ဘလို့မှအတန်တရားရှိစရာမလိုအောင်ကောင်းမွန်နေပါတယ်ဒါပေမဲ့လေအီရန်ကဖော်ထုတ်လိုမျိုးနျူကလ িয়ার မြေအောက်စခန်းမျိုးကတော့ B2 ပုံကျေးလျင်ကြီးရင်ဆိုင်ရမယ့်အခက်အခဲဆုံးစင်ခေါ်မှုတစ်ခုလည်းဖြစ်လာဖို့ရှိနေပါတယ်။ B2 ကြုံတွေ့ခဲ့မှုသမျှမြေအောက်စခန်းတွေထဲမှာဖော်လို့ကအနေဆိုင်ဆုံးနေရာမှာအခိုင်အမာတိစောက်ထားတဲ့မြေအောက်စခန်းတစ်ခုဖြစ်နေလို့ပါ။ဒါကြောင့်ဒီတစ်ချိန်ကလည်း B2 ပုံကျေးလျင်ကြီးရဲ့စွန့်ရည်တွေကိုနောက်ထပ်တစ်ချိန်မှတ်ကြောက်တင်ခံနိုင်မယ့်အခွင့်အရေးတစ်ခုလည်းဖြစ်လာနိုင်ပါတယ်။ Huawei Leader Scan မှာဆိုရင်စစ်စင်ရေတိုင်းအတွက်အသင်းဖြစ်နေတဲ့ B2 ပုံကျေးလျင်စစ်ကိုစင်းရှိနေပါတယ်။ American Leader ဟာအဲ့ဒီတွေကအစင်းအရှုပ်ကို မကြတိမီကပဲဒီယေဂိုဂါစီယာကျွန်းကိုပို့ဆောင်ပေးထားတာကိုလည်းတွေ့ရပါတယ်။အိန္ဒိယသမုဒ္ဒရာတွေကအဆိုပါကျွန်းဟာအီရန်နဲ့ဆိုရင်မိုင်ပေါင်း3200လောက်ပဲဝေးတဲ့အတွက် B2 ဘုံကျေးလျင်တွေအဖို့စစ်ဆင်ရေးတွေကိုတက်တောင်းတက်တာအကောင့်တွေဖော်နိုင်ဆုံးရှိပါပါ။ B2 ဘုံကျေးလျင်ကြီးမှဆိုရင်ကိုပြောက်စွန်းကြီးကနှာမေအကျော်ကြားဆုံးဖြစ်ပေမဲ့လည်းပြေဆောင်နိုင်တဲ့ဝင်ချိန်ကလည်းဘလို့ဂျက်ဖိုက်တာမျိုးမှလိုက်မမီအောင်ကိုစွန့်ရည်မြင်မပါသေးတယ်။အထူးသဖြင့်ဒီ GPU 57ဘန်ကာခွေးဘုံမျိုးကိုပြေဆောင်ကျေးရှားနိုင်တဲ့လျင်ဟာ B2 တစင်းသာရှိနေသေးတာဖြစ်ပါတယ်ဒီလိုစစ်စင်ရေမျိုးကို B2 ဘုံကျေးလျင်နဲ့ GBU 57ဘန်ကာခွေဘုံထဲမှာသာအကောင့်တွေပေါ်နိုင်မှာဖြစ်ပါတယ်ဆိုတော့ GBU 57ဘန်ကာခွေဘုံအကြောင်းကိုလည်းကျွန်တော်ပြောပြပေးချင်ပါသေးတယ် GBU 57ဘုံဟာ Massive Ordnance Penetrator အမျိုးအစားဖြစ်ပြီးတော့မှလွယ်လွယ်ပြောရရင်တော့ဘန်ကာခွေဘုံအဖြစ်လူသိများပါတယ်ပေါင်ချိန်3000လောက်အထိအလေးချိန်ရှိတဲ့အကြီးစားဘုံတစ်လုံးဖြစ်တဲ့အတွက် ော်တို့လိုမျိုးမြေအောက်စခန်းတွေကိုတိုက်ခိုက်ဖျက်ဆီးပြစ်နိုင်ဖို့အတွက်အကောင်ဆုံးဘုံတလုံးလည်းဖြစ်နေပါတယ်။ဗီတူဘုံကြီးလေယံကြီးကိုမောင်းနှင်ကြမယ်အမေရိကန်လေတပ်ကလေယံမှုတွေဟာလည်းဖော်တို့လိုမြေအောက်စခန်းမျိုးကိုအတူအယောင်ဖန်တီးပြီးတော့မှ GBU 57ဘန်ကာခွေးဘုံနဲ့ဘလို့တိုက်ခိုက်ရမလဲဆိုတာကိုအကြိမ်ပေါင်းများစွာလေ့ကျင့်ပြင်ဆင်ထားနိုင်တဲ့အတွက်ဒီစစ်စင်ရေးမျိုးကိုအကောင့်တွေဖော်နိုင်တာအမေရိကန်ပဲရှိတယ်လို့အားလုံးကလက်ခံထားကြရတာပါ။တကယ်တော့ GBU 57ဘန်ကာခွေးဘုံဆိုတာဟာ ပါမန်တမယိုးကြဘုံတလုံးတောင်မှမဟုတ်ပါဘူး American engineer တွေရဲ့သမိုင်းဝင်အောင်မြင်မှုတစ်ခုလည်းဖြစ်ပါတယ်မြေအောက်အနေအထားမှာအခိုင်အမာတည်ဆောက်ထားတဲ့အစစ်စခန်းတွေကိုဘယ်လိုမျိုးတိုက်ခိုက်ဖျက်ဆီးပြစ်ရမလဲဆိုတာကိုအပြေချာကြပြီးနောက်ဆုံးမှာတော့ American တိုက်ပွဲပညာရှင်တွေဟာ GPU PPT ဆဲဘက်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်မြေအောက်တွေမှာစတီးနဲ့တည်ဆောက်ထားတဲ့စစ်စခန်းလားကွန်ကရစ်နဲ့အခိုင်အမာတည်ဆောက်ထားတဲ့စစ်စခန်းလားဒါမှမဟုတ်တဘာဝမြေသားတွေကြောက်တုံးကြောက်ခေးတွေနဲ့ပဲအကအကွေယူထားတဲ့စစ်စခန်းလား ဘလို့မြေအောက်စစ်စခန်းမျိုးမဆို GPU 57ဘတ်ကာခွေပုံက AACC ထိုးခွင်းဝင်ရောက်ပြီးတော့မှဖြက်စီးပြင်နိုင်ဆုံးရှိပါတယ်ပြီးတော့မှလိုချင်တဲ့အ내တနေရာကိုရောက်တဲ့အခါမှာဘုံကို အသက်သွင်းပြီးတော့မှဖောက်ခွေပြင်နိုင်တာကလည်း GPU 57ဘတ်ကာခွေပုံရဲ့အားသာချက်တစ်ခုလည်းဖြစ်ပါတယ်ဘုံပောက်ခွေထွက်တော်ပြီဆိုရင်တော့ထိပ်ဖူးတွေကနေထွက်လာတဲ့အပိုင်အစားတွေနဲ့လှိုင်းလိုတွေဟာပြင့်မှတ်ထားတဲ့မြေအောက်စစ်စခန်းအလုံးကိုရစရာမရှိအောင်ပျက်စီးတော့မှဖြစ်ပါတယ် GPUPPT ဆက်ဘက်ဘန်တာခွေးပုံမှာထိပ်ဖူးတွေကိုပဲအကြီးအသွေးမြင့်ခန်းတိုင်းကြီးမြင့်စတီးတွေပြီးရင်ဒီ align တွေနဲ့တိဆောက်ထားတာဖြစ်ပြီးတော့တော်လာနိုင်တဲ့လမ်းကြောင်းကိုတသမတ်တည်းထိမ့်သိမ်းထားနိုင်ဖို့အတွက်နောက်မီးတွေပြင်မဲ့ကိုတိတိကျကျတိုက်ခိုက်ဖြတ်စီးပြင်နိုင်ဖို့အတွက် GPS လမ်းညွန်စနစ်တွေကိုလည်းတက်ဆင်ထားသေးတာပါအလွန်မြင့်မားတဲ့အစိမ်းအဟုန်တက်ရောက်မှုမျိုးနဲ့မြေအောက်အနေထိအထိထိုးခွေးတိုက်ခိုက်ဖြတ်စီးနိုင်ဆုံးရှိအောင်လို့နဇန်ဆွေးတိဆောက်ထားတာလည်းဖြစ်ပါတယ် GPU PPD ဆက်ဘက်ဘန်ကာခွေဘုံရဲ့အရှိကပေ20လောက်ရှိပြီးတော့မှကွန်ကရစ်သားတာမဟုတ်မြေသားနဲ့ကြောက်တုံးကြောက်ခင်တွေကိုမြေအောက်အနဲ့ပေ200လောက်အထိဒီထိုးခွေဖောက်ထွင်းတိုက်ခိုက်နိုင်တယ်လို့လည်းသိရပါတယ်။တက်ဆင်ထားတဲ့ထိပ်ဖူးရဲ့အလေးချိန်ဟာပေါင်600ဖြစ်ပြီးတော့မှအဲ့ဒီထိပ်ဖူးကမှပေါင်ချိန်2400လောက်လေးတဲ့ကရိယာတွေကိုထေးတွေထေးသွင်းတိဆောက်ထားတဲ့အတွက်ဘလို့မြေအောက်စခန်းမျိုးမဆိုထိုးခွေဖြက်စီးပြင်းနိုင်တဲ့ဖြက်အပြင်းဘုံတလုံးဖြစ်လာတာပါ။ စစ်ဖက်သုံးစွန့်ရည်မြန် GPS လမ်းညွှန်စနစ်တက်ဆင်ထားတာကြောင့်လဲ GPU PPD ဆက်ဘက်ဘန်ကာခွေဘုံရဲ့လက်အောက်ကနေမလို့ပြစ်မှတ်မျိုးမှပြင်မလို့ပါဘူးပြီးတော့မှကိုစိတ်ကြိုက်မြေအောက်အနှဲပေလောက်အရောက်မှာဘုံကိုအသက်သွင်းဖောက်ခွေပြစ်နိုင်တဲ့အစင်းမြင့်အာယုံကန်ကရိယာတွေလည်းတက်ဆင်ထားတဲ့အတွက် GPU PPD ဆက်ဘက်ဘန်ကာခွေဘုံရဲ့ဖြက်စီးနိုင်စွမ်းအားကလုံအောင်အကျန်းစားဖြစ်နေတာပါဘုံမှာတက်ဆင်ထားတဲ့အာယုံကန်ကရိယာတွေဟာထိုးခွေဝင်ရောက်ရတဲ့အသားတွေပေါ်မူတည်ပြီးတော့မှဘုံကိုအသက်သွင်းပေးမှဖြစ်ပါတယ် ကွန်ကရစ်ကိုဖောက်ထွင်းဝင်ရောက်ရမယ်ဆိုရင်အစိမ့်နေနေနှီးတော့မယ်မြေသားကိုဖောက်ထွင်းဝင်ရောက်ရမယ်ဆိုရင်နေနေမြင်မယ်ဒီလိုမျိုးပဲစတီအသားတွေကိုဖောက်ထွင်းရမယ်ဆိုရင်နှိမ့်မယ်အစရှိသည့်ဖြင့်ထိုးခွေးဝင်ရောက်ရတဲ့အရာအပေါ်မှာမူတည်ပြီးတော့မှ GBU 57ဘဏ်ကာဖြတ်ပုံကိုဘလို့အစိမ့်မှအသက်သွင်းဖောက်ခွေးရမလဲဆိုတာဆုံးဖြတ်လို့ရပါတယ်ဆိုတော့အီရန်ရဲ့နေဆန်းမြင့်တစ်ချက်မှာ B2 ဘုံကျေးလျင်ရှောက်ဆင်းလောက်ကိုပက်ရှာလီလှစ်ပတ်ပြီးတော့မှအီရန်ရဲ့နျူကလ িয়ার မြေအောက်စခန်းတွေကိုတရက်ဆက် ဒီတိုက်ခိုက်ဖြက်စီးပြစ်မယ်ဆိုရင်ဒီကမ်နီအတွက်လုံးဝအိမ်မဲဆိုဖြစ်တော့စီမှာတော့တည်ကြနေပါတယ်ပြီးတော့မှာ GBU 57ဘန်ကာဖြဲပုံဟာအထူးတည်တံ့ဘုံတလုံးဖြစ်တယ်လို့လည်းပြောနိုင်ပါတယ်ဘာကြောင့်လဲဆိုတော့ပေါင်3000လောက်အထိအလေးချိန်ရှိတယ်ဒီလိုလည်းနဲ့မျိုးကိုဘလို့လျင်ကမှမတည်နိုင်တဲ့အတွက်ပါအဲ့တတ်ဒီဖိုက်ဂျက်ဖိုက်တာဆိုရင် ပေါင်2000ဘုံလောက်အထိပဲတည်ဆောင်နိုင်ပြီးတော့မှာ Israeli တဲ့က F35 အင်တွေကတော့ပေါင်9000ဘုံကိုသာအလွန်ဆုံးတည်ဆောင်နိုင်ပါတယ်ဒါကြောင့် ်အစ္စရေးတနိုင်ငံတည်းအားနေတာဆိုရင် ဖော်ရိုးလိုမျိုးနျူကလ িয়ার မြေအောက်စခန်းကိုအလုံးစုံဘုံကျဲဖြတ်စီးပြစ်နိုင်ဖို့ကမဖြစ်နိုင်ပါဘူးလက်ရှိအစ္စရေးလေတပ်ကလေယာဉ်တွေအလုံးဟာပေါင်9000ဘုံကိုပဲအမြင့်ဆုံးတည်ဆောင်နိုင်တာကြောင့်ဖြစ်ပါတယ်ဖော်ရိုးနျူကလ িয়ার မြေအောက်စခန်းကတော့ပေပေါင်းအနက်300လောက်အထိနှဆိုင်ပြီးတော့မှကွန်ကရစ်သားကတော့ပေ200လောက်အထိထူထဲတယ်လို့အဆက်အလက်ဒီတင်းဌာနတွေကဖော်ပြထားပါတယ်အဲ့ဒီမှာခန္ဓာကြီးမြင်မာတဲ့စတီးတွေကိုလည်းထည့်သွင်းထားပြီး စခန်းကြီးတစ်ခုလုံးကိုအခိုင်အမာတည်ဆောက်ထားတာဖြစ်ပါတယ်။ကွန်ကရစ်ကိုမှစတီးတွေလည်းရောထားတယ်။ပြီးရင်သဘာဝမြေသားကြောက်တုံးကြောက်ခဲတွေရဲ့အကာအကွယ်လည်းယူထားတယ်ဆိုတော့ GPU 57 Banker ဖြဲ့ဘုံတလုံးလေးနဲ့တောင်မှ Foreign Nuclear မြေအောက်စခန်းကိုအလုံးစုံဖျက်ဆီးပစ်နိုင်မှာမဟုတ်ပါဘူး။ GPU 57 Banker ဖြဲ့ဘုံရဲ့အမြင့်ဆုံးထိုးခွေးဝင်ရောက်နိုင်စွမ်းအားဟာမြေအောက်အနက်ပေနေရာအထိပဲဖြစ်တဲ့အပြင်ကွန်ကရစ်နဲ့ဒီစတီးအသားတွေလိုမျိုးအရင်မာကြောတဲ့အကာအရင်တွေနဲ့လည်းရင်ဆိုင်ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ ဒါကြောင့် GPU 557ဘန်ကာဖြတ်ဘုံတလုံးဒင်းနဲ့ဆိုရင်ဖော်ရိုနျူကလ িয়ার မြေအောက်စခန်းကိုအလုံးစုံဖျက်ဆီးပစ်နိုင်ဖို့လိုအပ်တဲ့အနေပေကိုမရောက်နိုင်ပါဘူး။တုံ့တက်သူတွေကတော့ American အနေနဲ့ဖော်ရိုလိုမျိုးအီရန်ရဲ့နျူကလ িয়ার မြေအောက်စခန်းတွေကိုဖျက်ဆီးပစ်မဲ့ဆိုရင်ဗီတူဘုံကျေးလျင်အစင်ပေါင်း60000လောက်အထိအသုံးပြုဖို့လိုအပ်နိုင်တယ်လို့မှတ်ဆက်ပြုထားပါတယ်။သဘောကတော့ GPU 557ဘန်ကာဖြတ်ဘုံစင်းနှလုံးလောက်အသုံးပြုမှသာဖော်ရိုကိုရနိုင်မှာဖြစ်ပါတယ်။ဥပမာအနေနဲ့ GPU 57ဘန်ကာဖြတ်ဘုံတစ်လုံးကို B2 ဘုံကြီးလျင်ကြီးထက်ကနေကြေးချလိုက်မယ်ဆိုရင်ပေါင်3000လေးတဲ့အေရမဘုံကြီးအရင်ဆုံးရင်ဆိုင်ရမှာကတော့ကဘာမြေထူးအတော်ဖြစ်ပြီးအဲ့ဒီနောက်မှာတော့ကွန်ကရစ်အသားစတီအသားတွေကိုထိုးဖောက်ရမှာဖြစ်ပါတယ်။ဒါကြောင့်မြေအောက်ကိုရောက်လေလေဘုံရဲ့အစိမ်အဟုန်ကနှေးတော်လေလေဖြစ်ပြီးပထမဆုံးအလုံးနဲ့လိုအပ်တဲ့အနက်ပေလိုအပ်တဲ့ဖြက်စီးနိုင်စွမ်းအားကိုရမှာမဟုတ်ပါဘူး။စစ်ဖက်ဆိုင်ရာကျွင်းကျင်သူတွေကတော့အမေရိကန်နေနဲ့အဲ့ဒီအချိန်မှာအဆက်မပြတ်ဒီနှစ်ဆင်းဆက်သုံးဆင်းဆက်ဘုံကြီးတိုက်ခိုက်တဲ့နည်းလမ်းကိုပဲ ရွေးရှည်တင်တယ်လို့ဆိုထားပါတယ်ပထမဆုံးဘုံကိုကြေးချပြီးပြီဆိုရင်ဖော်လို့နျူကလ িয়ার မြေအောက်စခန်းရဲ့အာပြော့တော်တဲ့နေရာတွေကိုနောက်ထပ်ဘုံတွေစင်ကေးကြေးချပြီးတော့မှဇက်တိုက်ဇက်တိုက်ထိုးနှက်ဖျက်ဆီးပြင်မာတာစစ်ဆင်ရေးအောင်နိုင်ရည်ရှိနေတာဖြစ်ပါတယ်တရင်တွေအရတော့ဒီလိုစစ်ဆင်ရေးမျိုးတွေကိုဆင်နှွေးဖို့အတွက်ပင်ဒဂွန်ဟာနမူနာပုံစံငွေပေါင်းများစွာနဲ့ကျူတင်လေးကျင့်ပြင်ဆင်ထားတယ်လို့သိရပြီးကွန်ကရစ်သားနဲ့စတီးအသားတွေကို GBU 57ဘန်ကာခွေးဘုံတွေ ထိထိရောက်ရောက်ထိုးနဲ့တိုက်ခိုက်နိုင်ဖို့အတွက်ဘက်ပေါင်းစုံကနေလက်ကျင့်ပြင်ဆင်ထားတာဖြစ်ပါတယ်။အမေရိကန်အတွက်စိတ်ပူရမှာကတော့ခမ်းမန်းရခက်ခဲတဲ့ကမ္ဘာမြေလောအပြောင်းလဲတွေပဲဖြစ်လိမ့်မယ်လို့လည်းကျွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ဒါဟာအစ္စရေးလုံးဝမတန်းနိုင်တဲ့နည်းလမ်းဖြစ်ပြီးတော့မှနီတန်ယာဟူရဲ့အီရန်နျူကလ িয়ার စီမံကိန်းအလုံးစုံရပ်တန့်သွားရေးကြီးမှန်းချက်ကိုအပြစ်အဝအကောင်တွေဖော်ပေးနိုင်မဲ့နိုင်ငံဟာလည်းအမေရိကန်ပဲဖြစ်ပါတယ်။ထရန့်ကတော့သူ့အနေနဲ့ Israel Iran စစ်ပွဲထိပ်ကိုပါဝင်ပတ်သက်မလားဆိုတာနဲ့ပတ်သက်လို့ လာမယ့်နှစ်ပတ်အတွင်းမှာဆုံးဖြတ်သွားမယ်လို့အတည်ပြုထားတဲ့အတွက်အီရန်နျူကလ িয়ার မြေအောက်စခန်းတွေကိုအမေရိကန်တိုက်မယ်မတိုက်ဘူးဆိုတာကိုမကြခင်သိရမှာပါဘလို့ပဲဖြစ်ဖြစ်ဒီမြေအောက်စခန်းတွေကိုတိုက်ခိုက်ဖျက်ဆီးနိုင်မယ့်နီလန်နဲ့အစီအမံတွေကတော့ထရန့်ယုန်ကန်တွေကစပွေးထက်ကိုရောက်နေလောက်ပြီဖြစ်လို့အမေရိကန်သမ္မတတူအနေနဲ့ပြပြတသားဆုံးဖြတ်ဖို့ပဲကြံနေပါတော့တယ်။အီရန်အတွက်ကတော့အမေရိကန်ရဲ့ B2 ဘုံကျေးလျင်တွေနဲ့ GBU PPT7 ဘုံတွေနဲ့သာရင်ဆိုင်ရမယ်ဆိုရင် နျူကလ িয়ার အိမ်မက်ကိုလုံးဝဆွန့်လွှတ်လိုက်ရမယ့်အနေအထားကိုရောက်သွားနိုင်ပါတယ်။ဆိုတော့ဒီလိုအခြေအနေမျိုးမရောက်မီမှာထရမ့်ပြောထားသလိုအချိန်မနှောင့်ခင်မှာစပွေးဝိုင်းထက်ကိုတက်လာဖို့ပဲခါမီနီတယောက်သဘောတူတော်မလားဆိုတာကိုလည်းကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုအားသာတော့ပါပဲ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မမေးဆွေရဲ့အမြင်ကိုကွန်မန့်မှာရှာရေးပေးတော့ခဲ့ပါဦး။နောက်လေးတင်မှာလည်းအခုလိုမျိုးကြောက်ရွံ့တွေကိုအမြင်နဲ့ရှာဖွေတင်ဆက်ပေးနေပါဦးမယ်။နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာတင်ဆက်မှာပါနဲ့ပြန်တွေ့ကြရအောင်ပါ။